ပိတ်သက်များအလုံးမဲမင်္ဂလာပါရှင်ပိတ်သက်များအလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရလောကနဲ့စိတ်ဝင်စားဖွယ်ရောဂမီယာဖြစ်ရဲ့စံကျဲဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးဆရာအခါစော်ရေးသားထားတဲ့လေကန်းကြီးဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ဇလန်လေးမစတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်သိများစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဘေးနားအနုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မိပါနဲ့ရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ပဲစတင်လိုက်ပါပြီ။အချိန်အားဖြင့်တော့2000ပြည့်လွန်နေခန့်အချိန်အားဖြင့်မယ်။ညတစ်ကောင်တစ်ချက်တီးကျော်တဲ့အချိန်မယ်။လာပြည့်နေပြီဖြစ်တာကြောင့်ပဝင်းချင်တို့ခင်မလဲလာရောက်ကြဝင်းလက်လို့နေတယ်။တာယာဝတီမျိုးနဲ့လဲလန်းကူးရွာအကြတော့ဖောက်လုထားတဲ့မိသားလမ်းမကြီးကတော့လာရောက်အောင်မှဖြောင်ဖြူးနေရောတယ်။တာယာအေးရွာသားကိုထုံးမီကတော့ စပိန်ဆုပ်ကလေးတစည်းကိုတကြီကြီးနဲ့စီးနင်းလာတယ်။စပိန်ထိပ်မှလည်းနိုးစီခွက်အတွင်ဖျောင်းနိုင်ထည့်ထုံးပြီးတော့ချိတ်ဆွဲလာခဲ့တယ်။ကိုထုံးမင်းကတော့အခြားလူမဟုတ်ဘူးလေ။ဂမ်မီယာကြောင့်တကားလေးကောက်ရခဲ့တဲ့တာယာအီးရွာဥတင်ဝင်းရဲ့သားပဲ။ကိုထုံးမင်းကတော့အသက်25နှစ်အရွယ်တော့ရှိပြီ။ကိုထုံးမင်းကအဲ့ဒီချိန်ထဲကတာယာဝတီစည်းထဲမှာငါးယောက်နဲ့အလုပ်ကိုလုပ်ကင်နေ။တာယာဝတီစည်းမှာမနေ့၄နိုင်ခွဲ၅နိုင်အချိန်မှာစီကားနေတယ်။နနေ့၆နိုင်9နိုင်ဆိုရင်တော့ဈေးကွဲသွားပြီးတော့ကိုထုံးမင်းကလည်းဈေးစီတဲ့အချိန်ကိုမိဖို့အတွက် ညာကြီးတကောင်ထွက်လာရတာပါ။တာယာပရီကိုမနေ့နှစ်နာရီခန့်အချိန်ရောက်တဲ့အခါတော့ငါးတိုင်ရငါးရီကိုယူရတယ်။ဈေးကိုပြင်ရောက်ပြီးခင်းချင်းပြီးတော့ဈေးစီကားတဲ့အချိန်ကိုဆောင်းရောင်းရတာပေါ့။မနေ့၈နာရီခန့်ကတော့ဈေးဆိုင်သိမ်းပြီးတော့ပြန်လင်းရှိတယ်။တာလန်းမကြီးကတော့ပြန်ပြူးရတော့နေတယ်။ညာနဲ့တကောင်ဖြစ်တာမို့တာလန်းမပေါ်မှာလူတအူးတယောက်မှတော့မရှိဘူး။အခြားလူတွေအတွက်ကတော့အခုချိန်မှာသွာလာနေရတာကထိတ်လန့်ဖွယ်ဖြစ်တယ်။ဒါပေမဲ့ကိုထုံးမီကတော့အဲ့ဒီလန်းကိုမိုးရွာရွာနေပူပူလာတာတာလာမိုက်မိုက် နေနေညာညာတယောက်ထည့်ဖြတ်တန်းခဲ့ရတာကြာမြင့်လာပြီလေအဲ့ဒီအတွက်ကြောင့်မလို့ထိတ်လန့်စရာကြောက်စရာလို့သူ့စိတ်ထဲမှာမထင်တော့ဘူးကိုထွန်းမင်းကတော့လေးလေးတချွန်ချွန်နဲ့စပိန်စီးနင်းလာပြီးတော့မကြခင်မှာပဲငတ်ပေါကုံအနီကိုရောက်လာခဲ့တော့တယ်အဲ့ဒီနေရာကတော့ဂုံတရားလေးတစ်ခုရှိတယ်ငတ်ပေါကုံလို့ခေါ်ရတာကတော့ကုံအနီမှာရှိနေတာကြောင့်ငါပေါကုံတရားလို့အများအခေါ်ဆိုကြတာပါအဲ့ဒီဂုံတရားကလေးအနီးမှာတော့တရေလုံချောက်တယ်လို့အများအပြောဆိုကြတယ်ဒါပေမဲ့ကိုထွန်းမီကတော့မယုံကြည်ဘူးလေညာကြီးတကောင်တွာလာနေရတော့လဲ အခုချိန်ထိတရေအချောက်မခံရတာကြောင့်မယုံကြည်တာလေစပိန်နင်းလာရင်နဲ့မနီယာမနက်ကဈေးထိပ်မှာရှိတဲ့လက်ဖက်ဆိုင်မှာပြောဆိုခဲ့ကြဘူးတဲ့အကြောင်းအရာတွေကခေါင်းထဲကိုရောက်လာခဲ့တယ်မောင်အေးဝင်းငပောက်ကုံတရားမှာတရေ၆ခံရလို့လေကွာစိုက်ကားနင်းနဲ့ကိုတန်းဝင်းကတော့မောင်အေးဝင်းအကြောင်းကိုဖောက်တယ်ချနေတယ်ကိုထုံးမီကတော့ထုံးစံအတိုင်းမယုံဘူးလေအလက်ကားပါဗျာကျုပ်ညာကြီးတကောင်တွားလာနေရပဲနှစ်ပေါက်နေပြီဘာတရေမှမတွေ့ဘူးပါဘူးဗျဒါနဲ့ဒီကောင်ကဘယ်ချိန်တွားလို့လဲညာ၈နှစ်လောက်ကလို့ပြောတာပဲကွာ ။သူကတာယာဝတီကနေစိုက်ကားနဲ့ကုန်တွေဝယ်ပြီးပြန်လာတာ။ကိုတရားပေါ်တက်တော့စိုက်ကားတစ်ချက်ဆောင်သွားပြီးတော့ကုန်ထုတ်တွေပြုတ်ကျတဲ့အတန်းမျိုးဖြစ်တာတဲ့ကွာ။အနောက်ကိုလဲကြည့်တော့ဘာကုန်ထုတ်မှမတွေ့ရပဲ။မဲမဲကောင်ကြီးတကောင်ကိုတွေ့ရတယ်ဆိုဝဲ။မောင်ဟေးဝင်းကစိုက်ကားကိုဒုံးနေမိပြီးတာ။ရွာရောက်တော့အမောဆုံနေလို့မနေနာနဲ့ယူနေရတယ်တဲ့ကွာ။ကိုတန်းဝင်းပြောလိုက်တဲ့အခါတော့ကိုထုံးမီးကတဟားဟားနဲ့ရီမောလိုက်တော့လေ။ဟေးကောင်ထုံးမီးမင်းလေတတိထားနော်မိညာကြီးချိန်မတော်သွာလာနေတာဒီတခါမင်းနဲ့တွေ့ရင်တော့မင်းကိုကိုချိုးသွားမယ်ကွာ ခမရလေကျုပ်ကိုကြောက်တယ်ချိန်မီလာချောက်မနေနဲ့ကျုပ်အဲ့လဲမှာဘာတရေမှမတွေ့ဘူးခမရပြောတဲ့တရေကိုကျုပ်တွေ့ကျင်လိုက်တာဗျာအဲ့ဒီအကြောင်းလေးကိုပြန်စင်စားရင်းနေဂုံတရားကလေးနဲ့နီးကပ်လာခဲ့တယ်ဂုံတရားကလေးပေါ်ကိုလမ်းကြည့်လိုက်တဲ့အခါမှာတော့တရားပေါင်လက်ရဲပေါ်မှာလူတစ်ယောက်စောင်းကြောက်တက်ထိုင်နေရကိုတွေ့လိုက်ရတယ်အခုချိန်ကခီးသွားလာတဲ့အချိန်မဟုတ်တာကြောင့်အဲ့လူမှလူမဟုတ်ပါမလားလို့ကိုထုံးမြင့်တွေးနေမိတယ်ဒိုင်းမဲမကြောက်တက်တဲ့လူဖြစ်တာကြောင့်အချိန်မတော်ထွက်ထိုင်နေတဲ့ကာလာသားတစ်ယောက်ဖြစ်မယ်လို့ပဲတွေးလိုက်မိရောတယ် ဂုံတတာအတက်မှုစပိန်ရှင်ကရော့ကျသွားတယ်။အဲဒီချိန်ကိုထုံးမြင့်ခေါင်းထဲမှာအတွေးတစ်ခုပေါ်လာခဲ့တယ်။တတားပေါ်မှာထိုင်နေတဲ့လူကိုချောင်းလန့်ပြောဆိုရမယ်လေ။အဲဒီလူနဲ့တတားကိုစပိန်နဲ့ဖြတ်တန်းပြီးတော့အဲဒီလူရဲ့အနာကိုရောက်လာတယ်။အဲဒီလူဘက်ကိုလက်ကြည့်လိုက်တဲ့အခါတော့အဲဒီလူရဲ့လက်ဝန်းကကြက်ကြီးကိုလဲလိန်ထားသလိုပဲတွဲလောင်းကျနေပြီးတော့အဲဒီလူရဲ့ဥကောင်းမှလည်းရေဘက်မှာတွဲလောင်းကြီးဖြစ်နေရောတယ်။အဲဒီဖြစ်ကိုမြင်တဲ့အခါတော့ကိုထုံးမြင့်မှာအလွန်ထိတ်လန့်သွားခဲ့တယ်။ဒါကြောင့်မလို့စပိန်ကိုအလင်းမြန်နင်းဖြတ်လာခဲ့တယ်။ ဂုံးတရားနဲ့အတော်လန်းလန်းရောက်တဲ့အချိန်တော့အနောက်ကိုလဲကြည့်တဲ့အခါတော့အဲဒီလူကအေးလူလူပဲထိုင်နေသေးပဲကုထွန်းမြင့်တကူလုံးချက်တီးမွေးကြီးနေထောင်ထပြီးတော့ခေါင်းနဘန်တွေမှာလေပုံပုံကြီးမလာရလို့ထင်ရတယ်အဲဒီလူနဲ့စပိန်ကိုအတော်နေပြီးတော့တာဗဒီမျိုးကိုထွက်လာခဲ့တယ်မနက်ခင်းဈေးဆိုင်သိမ်းပြီးတဲ့နောက်တော့ကိုထွန်းမြင့်တယောက်လက်ဖေးဆိုင်မှာထိုင်နေတယ်အဲဒီချိန်စိုက်ကားနေနဲ့ကိုတန်ဝင်းကတော့အုတ်ထုပ်ကိုရက်တောင်လုပ်ပြီးခတ်ပြီးတော့ဆိုင်ကန်းတွင်းကိုဝင်လာခဲ့တယ်ကိုထွန်းမြင့်ကိုတွေ့ရနဲ့ကိုထွန်းမြင့်ထိုင်နေစပွဲမှာဝင်ထိုင်နေခုနီးကမောင်းဝင်းဝင်းပြောတာမှန်နေပြု ကိုတမ်းမီးကမျက်မှောင်ကျုပ်ပြီးတော့ဘာမှန်းတာလဲပြအဆမရှိအဆုံမရှိနဲ့ဩဒီလိုပါမောင်ဝင်းဝင်းကိုခြောက်လုလိုက်တဲ့တရေကြီးကိုကျုပ်ဒီမနေ့ပဲတွေ့လာခဲ့တယ်ကိုတမ်းဝင်းမှအလွန်အော်သွားတယ်ဟေးဘလို့ပုံစံကြီးလဲကွာလူတော့လူပဲပြလေမင်းကအရှိကြီးပဲခေါင်းကရေပန်းသားမှတွေ့လောင်းကြီးကြနေတာပြအဲ့နဲ့ပဲမင်းထွက်ပြေးလာရင်ဆိုပါတော့ထွက်မပြေးလို့ဘာလုပ်ရမှာလဲပြကိုတမ်းဝင်းမှမကြည့်မနေနဲ့မင်းကွာဒီတရေတော့ငါနဲ့သာတွေ့လိုက်ခြင်းနေငါသာဆိုရင်တော့အဲ့ဒီတရေကို မင်းကငါ့ကိုချောက်ချင်တာလားကွာဆိုပြီးမင်းမီးပြီးတော့နပန်ချင်းမှာကွာကိုတန်းဝင်းခမရလီဟူနေနေလျှော့ကျုပ်လိုမကြောက်တတ်တဲ့လူအောင်မနေနေလန့်နေဗျခမရသာဆိုမူးမေ့ပြီးတက်တယ်မှာဗျအောင်မလေးကွာငါယောက်ျားပါကွာတဲရင်လောက်ကတော့မကြောက်တတ်ပါဘူးကိုထုံးမင်းကတော့မကြခင်ကိုတန်းဝင်းကိုနှုတ်ဆက်ပြီးအင်ကိုပြန်လာခဲ့လိုက်တယ်ကိုထုံးဝင်းကတော့နောက်တနေ့မှာအဲ့ဒီတည်ရဲ့ကြီးနဲ့ဆုံတွေ့မလားဟုပြီးတော့ကြောက်လန့်နေမိတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ထပ်မတွေ့တော့ဘူးကိုထုံးမင်းတွေ့မိတာကတော့ တရေတစီတွေကလူအများပြောကြတဲ့အကြောင်းအရာတွေကိုကြားနိုင်စွမ်းရှိရလို့ထင်မိတယ်။မိမိကတော့မောင်ဝင်းဝင်းကိုတရေချောက်ခင်ရစင်ကတရေနဲ့တွေ့ကျင်လဲလို့ပြောဆိုမိလိုက်တာကြောင့်တရေကသူ့ရှိချောင်ပြတဲ့အနေနဲ့ချောက်လန့်လိုက်တာဖြစ်မယ်လို့ယူဆမိတယ်။သုံးရက်ခန့်ကြာတဲ့အခါမှာတော့ကိုတန်ဝင်းတယောက်လက်ဖေးဆိုင်ကိုရောက်မလာခဲ့ဘူး။ကိုထုံးမီကတော့နေ့စဉ်နေ့တိုင်းလက်ဖေးရောက်ပြီးတော့စကားဆက်မီပြောဆိုနေကြဖြစ်တဲ့ကိုတန်ဝင်းမလာတဲ့အခါတော့စိတ်ထဲမှာတခုခုလိုအပ်နေသလိုဖြစ်နေရောတယ်။ဈေးကနေပြန်လာတဲ့အခါတော့ စိုက်ကားခေတ်ကိုဝင်ပြီးတော့ကိုတမ်းဝင်းအကြောင်းကိုမေးကြည့်ဖြစ်တယ်။မောင်တမ်းဝင်းနေမကောင်းဘူးရဲ့ဟာငတ်ပေါက်ကုန်းမှာတရေအချောက်ခံရပြီးတော့အပြင်းဖျားနေရလို့ပြောတယ်။ကိုထိုးမြင့်မှာအံ့ဩသွားမိတယ်။ဒါကြောင့်လဖိဆိုင်မှာကိုတမ်းဝင်းအကြိုက်လဖိနဲ့အကြာကွေးကိုဝယ်ယူပြီးတော့အိမ်မပြန်ခင်မှာပဲကိုတမ်းဝင်းအိမ်ဘက်ကိုလဲဝင်ဖြစ်ခဲ့တယ်။တငယ်ချင်းတယောက်နေမကောင်းဖြစ်တဲ့အချိန်မှာမင်းမင်းရမာကမိဆွေတယောက်ရဲ့တာဝန်ပဲမဟုတ်လား။ကိုတမ်းဝင်းအိမ်ထဲကိုဝင်လိုက်တာနဲ့ဆောင်သားကြီးချုပ်သားတွေကိုတမ်းဝင်းကိုတွေးလိုက်ရတော့တယ်။ဟာထိုးမြင့်မှာလားလာကွာ ကိုတန်းဝင်းကိုတရေကြီးကစော်ထိတ်လိုက်တယ်ဆိုဗျအေးကွာပြောကိုမပြောချင်တော့ပါဘူးအဖြစ်ကဒီလိုဟေ့အိနေရငါစိုက်ကားသိမ်းပြီးတော့အပြန်မှာတငယ်ချင်းတယောက်နဲ့တွေ့ရနဲ့ဘုံဆိုင်သွားကြတာပေါ့ကွာဘုံဆိုင်ကပြန်တော့ည၈နာရီကျော်နေပြီလူကလည်းခတ်ထွတ်ထွေကလေးဖြစ်နေပြီအဲ့ဒီငက်ပေါကုန်းနာရောက်တော့ငါစိတ်တဲကြောက်စိတ်နေနေဖြစ်သွားပြီသေးတယ်ကွာဒါပေမဲ့မူးနေတယ်ဆိုတော့စိတ်ကလည်းကြွနေတယ်မဟုတ်လားငက်ပေါကုန်းကိုဖျိန်းနေပါဇက်ကနေတရေကိုအော်ဆေးပြီးနင်းလာခဲ့တာတရားအစင်ကြတော့စိုက်ကအရှိကိုဆက်မသွားတော့ဘူးကွာ တရားဆင်းဆိုတော့နင်းစရာတော့မလိုပဲ free ရိုက်ပြီးဆင်းလို့ရတယ်မဟုတ်လားငါလည်းမတက်ထားပြီးတော့အားဆိုင်နေတာပဲဟေးဆိုက်ကရွေးကိုမရွေးတော့အနောက်ကတရားရောက်ဆွဲထားတယ်ထင်ပြီးလှည့်ကြည့်လိုက်တော့နေတဲ့ကောင်ကြီးမဟုတ်ဘူးဟေးငါဆိုက်ကကိုလက်နဲ့အတင်းဖမ်းဆွဲထားတာငါလည်းတရေကိုအော်စေးတာပေါ့ကွာနောက်တော့စိတ်ပေါက်ပေါက်နဲ့တရေကိုဆင်းပြီးထိုးတာဟေးဒီကောင်ကိုကြီးကသူ့ရဲ့ခြောက်တွေဆုထည့်ထားတဲ့အိတ်ကြီးတစ်လုံးလိုပဲထိုးလိုက်ရွှတ်ခနဲရွှတ်ခနဲနဲ့လက်ကနိမ့်နေဝင်သွားတာကွာဒီကောင်ကြီးကကိုပြန်ထိုးတာကြတော့ ုံတီ6ကြီးနဲ့ပေါက်သူလိုပဲကွာနားလိုက်တာပြောမနေပါနဲ့နောက်တော့ထွေးရင်ထွေးရင်မနိုင်မင်းသိရနဲ့တရားပေါ်ကနေခုံချပြီးအိမ်ကိုဒုံးပြေးလာခဲ့တာပဲဟေးဟောဒီမှာတွေ့လားခြေောက်တော်နည်းနည်းနားနေတယ်ကိုတန်ဝင်းကရောင်ကိုင်းနေတဲ့ခြေောက်ကိုလက်ညှိုးထုတ်ပြတယ်ခမောအဲ့ဒါပါဇက်ဆော့လို့ဖြစ်တာဗျကျုပ်ပြောပြမယ်တေးရလူတိုင်းကိုမချောက်ဘူးနော်မောင်ရင်းဝင်းတေးရအချောက်ခံရတယ်ဆိုတော့ကျုပ်ကဒီတေးရနဲ့တွေ့ချင်တယ်လို့စိတ်ထဲကပြောလိုက်တာတေးရနဲ့တွေ့ရဗျာကျုပ်တေးရနဲ့တွေ့တယ်ဆိုရော ခမ ्या ကငါသာတွေ့ရင်နဗန်ချင်းမလို့ပြောခဲ့တယ်မဟုတ်လားအဲ့ဒါကြောင့်ဖြစ်တာနေမှာဗျအေးကွာငါတို့တခါတည်းမှတ်သွားတော့တာပဲကုထုံးမြင့်မှာတရေကိုလုံးလုံးမကြောက်တတ်တာတော့မဟုတ်ဘူးငယ်စဉ်ကိုရင်ဝိစဉ်ကတော့ဆရာတော်ကြီးပြောပြထားတဲ့တရေတစီနဲ့ပတ်သက်တဲ့အကြောင်းလေးကိုနားထောင်ခဲ့ဘူးပြီးတရေတစီတွေကိုကြောက်လန့်ရတာတည်းတနာရမယ်ဆိုတဲ့စိတ်တက်ကိုကင်ဆွဲထားသူလေတနေ့ခန့်ဇီအောင်ပြီးတဲ့အခါတော့ကုထုံးမြင့်တယောက်ဇီမြောင်းချင်တော့ဇီအောင်ရတာကတစ်ထဲမြမြဆဆမဆုမိပြီးနေရရဆဆနဲ့ကုန်ခန်းသွားရဲ့လေ ဒါကြောင့်မလို့လက်ထဲငွေအလုံးရင်းရတဲ့လုပ်ငန်းတစ်ခုကိုလုပ်ချင်မိရင်မိဘတွေကတော့တောင်သူလေသမားတွေဖြစ်တာမို့တောင်သူလုပ်ရင်အားပေးတယ်။လေလုံတာကလည်းကိုထွန်းမင်းနဲ့တိတ်ဆိတ်ကားတာမဟုတ်ဘူးလေ။ငငယ်ကလေးကမိဘတွေလုပ်ကိုင်းနဲ့လေရလုပ်ငန်းကိုကိုညီပေးခဲ့ရတာကြောင့်လေသမားတစ်ပိုင်းဖြစ်နေပြီလေ။ဒါပေမဲ့ကိုထွန်းမင်းထံမှာလဲပိုင်မရှိဘူး။အသက်ရွယ်ကြီးနေပြီဖြစ်တာကြောင့်မိဘလေးကိုဝိုင်းလုံးဝိုင်းစားမလုပ်ချင်တော့ဘူးလေ။လေပိုင်ကလေးလုပ်ရင် လေမထွက်တဲ့စပားတွေကိုရောင်းပြီးငွေကြီးများများဆဆဆရှာကြည့်ချင်တယ်၊စုကြည့်ချင်တာပေါ့။ဒါကြောင့်ကိုထွန်းမင်းကတော့ ရွာနီးချုပ်ဆက်ကဈေးသက်သာမဲ့လင်းမြေတွေကိုရှာဖွေကြည့်မိတယ်။ဈေးရောက်ရင်လက်ထဲစုမိဆောင်မိရှိတဲ့ငွေကြေးတွေနဲ့လဲခွက်ဈေးတွေကအင်မတန်ခွာခြားနေတယ်။ကိုထွမင်းကတော့လင်းမြေဝယ်ဖို့အတွက်ရှာဖွေရင်းနဲ့စိတ်သက်ကြလာခဲ့တယ်။မိုးကကြတော့မင်းအခုထိလဲရလက်ဝယ်မရှိသေးဘူး။စုဆောင်ထားတဲ့ငွေတွေကလည်းတတိတတိနဲ့ငါဤကြားချီဆိုသလိုညှော်နေလာတော့တယ်။တရက်မှာတော့ရွာခံကိုဘောနဲ့တွေ့ရင်ကိုဘောကတော့အစားနောက်တန်သူဖြစ်ပြီးတော့ယူယူပေါပေါနေသူဖြစ်တာကြောင့်ကိုဘောလိုပဲအများကခေါ်ဆိုကြတယ် ကိုထွန်းမီကတော့မိမိမှာကြုံတွေ့နေရတဲ့အခက်ခဲတွေကိုကိုပေါ်အားပြောပြရင်ကိုပေါ်ကတည်တည်ချာချာနားထောင်နေဒီမဲကိုထွန်းမီမင်းလဲလို့ခြင်းနေဆိုရင်အလကားဒီပါဇင်းနေရမယ်လဲခွက်တခွက်ရှိတယ်ကွာကိုထွန်းမီမျက်လုံးတွေအယောင်လှက်သွားတယ်ဘလို့လဲလဲဗျနေအောင်အင်းဆုံးမင်းကိုငါမေးမင်းမင်းတဲကြောက်တဲ့သလားထွန်းမီယောက်ျားပဲဗျာတိတ်တော့မကြောက်တတ်ပါဘူးမင်းဥပိုတောင်ကြီးကိုတည်တယ်မဟုတ်လားကွာဥပိုတောင်ကြီးလေရဲ့မြောက်ဘက်ကလဲခွက်ကတော့လဲကန်းကြီးလို့ခေါ်တယ်ကွာ တရရဲ့ရန်၆လုံးလို့ဘယ်သူမှမလုပ်ရဲကြဘူး။ဥဖို့တောင်းကတခါပြောမှုတယ်။အဲ့လေကိုလုပ်ရဲတဲ့သူကိုအလကားနီးပါးပေးမယ်တဲ့ကွ။ဟန်ချလိုက်တာဗျာ။ကျုပ်ကဥဖို့တောင်းစီကိုခေါ်သွားစမ်းမ။အေးနောက်နေ့ကျခေါ်သွားမယ်ကွာ။ဒါပေမဲ့မင်းမကြောက်တတ်မှရမှာနော်။ဒီလေကိုလူတော်တော်များများစမ်းပြီးပြီကွ။အကုန်လုံးလက်လံပြီးပြရတဲ့လူကြီးပဲ။ရပါလေဗျာ။ကျုပ်စမ်းကြည့်မယ်။အေးမနေ့ပြန်မနေ့ငါလာခေါ်မယ်။တို့ရဲ့ဥဖို့တောင်းစီကိုတွားကြတာပေါ့ကွာ။ကိုထုံးမြင့်မှာပျော်ရွှင်စွာဖြင့်အင်ကိုပြန်လာခဲ့တယ်။ဒီရောက်တဲ့အခါတော့ မိဘတွေကိုဝမ်းသာအားရနေပြော့ပြမိရင်အဖေကျုပ်တို့လက်တော့ကပိုင်တော့မယ်ဗျအဖေဥပ္ပဒါအောင်တည်တယ်မဟုတ်လားဥပ္ပဒါအောင်သူတို့လည်းရဲ့မြောက်ဘက်ကလေခွက်ကိုကျုပ်ကိုအလကားနှိပါးစင်းနဲ့ပြီးမယ်တဲ့ဗျကိုထုံးမင်းကအားရဝမ်းသာပြောတော့လေမိဘနှစ်ပါးမှာအင်တင်တင်ဖြစ်သွားကြတယ်ဟဲ့တာဥပ္ပဒါအောင်ရဲ့မြောက်ဘက်ကအကွက်ဆိုတော့အဲ့ဒါလေကန်းကြီးပေါ့ဟုတ်တယ်လေအမေအဲ့ဘာဖြစ်လဲလေကန်းကြီးဆိုတာအချောက်လန့်ကြမ်းလုံးလို့ဘယ်သူမှလဲမလို့ရဲတဲ့နေရာပဲလို့ရင်လေအဲ့ဒီလေကတီးနေမဖြစ်ထုံးမှုတဲ့တာရဲ့ မင်းငွေတွေစုံးနေပါဦးမယ်။တားမှမကြောက်တတ်တာအမေကတားလို့မယ်။ဦးတင်ဝင်းကလည်းတားရမင်းဟုံးမှလည်းလုံတော့ကွာ။မင်းငင်းချမ်းကိုတိတယ်မဟုတ်လား။ငင်းချမ်းဆိုတာလူမိုက်ငင်းချမ်းလား။အေးကွာ။ငင်းချမ်းကတင်းတင်းတောင်နပန်းဖက်လုံးနေကောင်းကွာ။တင်းကိုကြောက်စရာလိုမထင်းနဲ့ကောင်။အဲ့ဒီကောင်ကဒီလေကိုအချိုးချောင်ရမလားဆိုပြီးလဲသွားလို့တာ။တင်းရဲတွေဝိုင်းချောက်လိုက်လို့တခါလေးမြက်ဖြူဆိုင်ပြီးပြီးရတယ်တဲ့။စစ်ပြန်ညွှန့်ရွှေဆိုတာလည်းရှိသေးတယ်။သူ့ကိုယ်သူစစ်တဲကတောင်ပြန်လာခဲ့တော့ တေးရဲလောက်ကတော့အပြော့ပဲဆိုပြီးအိတ်လေကိုဝင်လို့တာသူအိတ်တဲ့အချိန်တေးရဲကသူ့နှစ်ဖူးကိုဖနှောင်းနေကြီးပောက်ထဲလို့ပြန်ပြေးလာရပါရောကိုပါအီရောဘာထူးလို့လဲကွာသူကြတော့လူသွားမနေပဲလဲပဲသွားဆိုင်တာညညဆိုရင်ကောက်တီးနယ်နေအကုန်လုံးမိဘကနေဆွဲလန်ပြီးစောက်ထူးကြီးပြန်ဆိုင်ထားရတယ်ကွာနောက်နေကောက်ပြန်ဆိုင်လေမနေ့ရောက်ရင်အဲ့လိုပဲဖြစ်ဖြစ်နေရနဲ့မျိုးဖို့ဆုံးပါလေရောဟုတ်ပါတယ်တားရဲ့အနည်းငယ်များပါတယ်မလောက်စမ်းပါနဲ့လူတွေပြောတာအဲ့လေထဲမှာ ောက်လန်းစရာကထုံးမြုပ်ထားတယ်ဆိုလားတရေတွေမွေးထားတယ်ဆိုလားပဲမလုတ်ပါနဲ့တာယာတားလို့ချင်းအဖေလေကိုခွဲပေးပါမယ်ကွတော်ပါဖေယာကျုပ်စူးစားကြည့်ခြင်းနဲ့ကျုပ်တစ်ခါတော့တော့စမ်းကြည့်ခြင်းသေးတယ်ဖေယာမိဘနှစ်ပါးမှာကိုထုံးမြင့်ကိုဖြောင်းဖြားမရတာကြောင့်တပြင်းသာချလိုက်ကြတော့တယ်နောက်တနေ့မှာတော့ကိုပိုးနဲ့အတူဥပ္ပိုတောင်တို့အိမ်ကိုလိုက်သွားတယ်ဥပ္ပိုတောင်ကတော့အကျိုးဆောင်ပြောပြတဲ့အခါဥပ္ပိုတောင်ကကောင်းကျင်ရင်အခုတော့မွေးပါနေဦးကွာတော်ကြတရေ၆တဲ့လေးကို လင်းညာရောင်းနေဆိုပြီးရွာကလူရံငါ့ကိုပြောနေပါအောင်မေမင်းမလုပ်ရဲလို့ထွက်ပြေးရင်လေမြေဘူးတွေစုံကုန်ပါအောင်မေကွာဒီလိုလုပ်ကွာမောင်ထုံးမြင့်မင်းဒီလေမှာတတိလောက်လုပ်ကြည့်လိုက်တတိပြီလို့တီးနဲ့ထွက်တယ်မင်းနေလို့အဆင်ပြေတယ်ဆိုရင်တော့ဒီလေုံကစီးပေါ်ပေါ်နဲ့ရောင်းပြီးမယ်ဟုတ်ပြီလားဥဖို့တောင်ရဲ့အကြံမှာတမတမတ်ကြနေတာကြောင့်ကိုထုံးမြင့်လက်ခံလိုက်တယ်မကြမီမိုးကြလာခဲ့တယ်လက်သမားတွေလေးထုံကြတဲ့အချိန်လေးဖြစ်တယ်လေကန်းကြီးမှာတော့ရွာနဲ့အတော်လန်းလန်းမှတီးရှိတယ်လေရဲ့တောင်ဘက်မှာတော့ဥဖို့တောင်ရဲ့လေတွေရှိပြီးတော့ လဲရဲ့မြောက်ဖက်နယ်ရှိဘက်မှာတော့တောအုပ်လေးတွေရှိတယ်။လဲရဲ့အနောက်ဘက်မှာတော့တင်းနယ်ဆိုင်ပြိုများတဲ့ဖုံးစွမြေကြီးတခုရှိတယ်။လဲကန်းကြီးမှာတော့ရွာနဲ့အတော်လန်းနေတာကြောင့်သွာလာရတာနဲ့ပင်အချိန်ကုန်မှဖြစ်တာကြောင့်ကိုထိုးမြင့်မှာတော့လဲခွက်အစုံဖုံးစွမြေကြီးအနီးမှာလဲတဲ့ကလေးထိုးပြီးတော့တယောက်ထဲနေထိုင်နေ။လဲထုံးရဲ့အတွက်ကတော့မိဘတွေထံကနွားတွေကိုငှားကထုံးရတယ်။ဥပိုတောင်လို့လဲကတော့ထိဆက်နေတဲ့နေရာမှာထိမ်မီကြီးတပင်ရှိတာကလွဲပြီးတော့ကျန်နေရာတွေကတော့တစ်ပင်ကြီးကြီးမားမားမရှိဘူးလေ။ကိုထိုးမြင့်ကတော့ လဲဆောင်တဲမှာပထမဆုံးစားရတဲ့ညကတော့တဲကောင်းရင်မှာတောက်ခေါက်တန်ကိုကြားရတယ်။စင်ကြီးရဲ့အခါတော့ဘသူမှမရှိဘူး။အေးလိုက်ရင်ကျန်တဲ့အချိန်မှာတော့တောက်ခေါက်တန်ကိုထက်ကြရပြန်တယ်။ကိုထုံးမင်းကတော့တဲပေါ်ကိုတက်လိုက်ဆင်းလိုက်နဲ့ပြင်မလာတာဖြစ်ပြီးတော့စိတ်မရှိတော့ဘူးလေ။အေးမင်းတို့တောက်ခေါက်ချင်းတညာလုံးထိုင်ခေါက်ကြဟေး။ငါတော့အိပ်ပြီဟ။ကိုထုံးမင်းပြောလိုက်တဲ့အချိန်မှာတော့တဲကလေးတစ်ခုလုံးဝုန်းကနေလှုပ်ခတ်သွားပြန်တယ်။လူတစ်ယောက်ကတဲကိုကန်ဆောင်းလိုက်တဲ့ပုံစံမျိုးဖြစ်တယ်။အခြားလူတွေဆိုရင်တော့ထွက်ပြေးကြမှာ။ ဒါပေမဲ့ကိုထွန်းမီးကတော့ခြေနောင်ထဲကနေပဲမထွက်ပေးနဲ့လှုပ်ဟေးမင်းတို့လှုပ်တော့ငါ့ကိုပကန့်နဲ့ချောသိမ့်နေသလိုပဲကွာလှုပ်ထားကိုထွန်းမီးပြောလိုက်တဲ့အခါမှာတော့တဲရမလှုပ်ရမ်းတော့ပဲနေငြိမ်းချသွားတယ်ကိုထွန်းမီးကတော့ပိတ်ကပ်ပြီးတော့အိတ်တော်တာဒီနေ့ကုန်ပေးမန်းထားတာမို့မကြခင်အချိန်မှာပဲအိတ်ပြော်သွားတော့တယ်ဘလောက်ကြောင်အိတ်ပြော်သွားမိနေတော့မသိဘူးယခုနေရဆူဆူရှာရှာအလင်းရောင်နေလာရောက်ထိုးနေတဲ့အခါတော့ကိုထွန်းမီးတဲရလက်နိုးသွားခဲ့ရတယ်သူနိုးထလာတဲ့အချိန်ကတော့တဲပေါ်မှာမဟုတ်ဘဲနဲ့ ကတဲ့ရိုးကိုကောင်းဟာအိမ်နေချင်းဖြစ်တာကိုတွေ့လိုက်ရတော့တယ်။တရေတွေကတဲဘော်ကနေဆွဲချပြီးတော့ကတဲ့ရိုးပေါ်မှာပစ်ထားခဲ့တယ်လို့သူတွေးမိလိုက်တယ်။ကိုထုံးမီကတော့ထပ်မပြီးပဲနဲ့တိုက်ခွက်တမျိုးပြောင်းမယ်လို့တွေးလိုက်မိတယ်။အိမ်နေညနေမှာသမင်းလေးလုံးချက်ပြီးအိုးတယ်တယ်။သမင်းကိုစလုံးကြီးတစ်ခုအတွင်းကိုထည့်ပြီးတော့ငပိရေရေဟင်းနစ်တွေနဲ့နေဖက်လိုက်တော့တယ်။တဲပြင်ဝါပလက်ကလထိုင်ကလေးမှထိုင်ပြီးတော့သမင်းစားတော့လိုက်တယ်။အချိန်ကတော့ည9နာရီခန့်ရှိပြီ။မိုးရသည်မို့တင်ညိုတင်သားတွေကအိုးဆိုင်ရေးဖွဲ့နေတာကြောင့် တာမန်ထပ်ပို့ပြီးတော့မောင်မိုက်နေရလို့ထင်ရတယ်။ကိုထုံးမြင့်နှပေးမှာထွန်းထားတဲ့ဖျောင်းနိုင်မိခွက်ကလေးကတော့ခက်မှန်မှန်ကလေးဝင်လက်နေရတယ်။ကိုထုံးမြင့်ဘိုင်းဝါတဲ့အခါတော့ထမင်းမှာဇလုံးတစ်ဝက်ခန့်ကျန်နေသေးတော့တယ်။ကိုထုံးမြင့်ကဇလုံးကိုကန်လိုက်ရင်းနဲ့"ကဲ၊ကျန်တဲ့ထမင်းတွေကိုဒီလေထဲမှာနေထိုင်ကြတဲ့သူတွေအတွက်ကျွေးပါရယ်။စားကြပါ၊တောက်ကြပါ။အမေတန်းတော့မကျွေးနိုင်ဘူးနော်။"ကိုထုံးမြင့်မှာအဲ့လိုပြောလိုက်တဲ့အခါထမင်းဇလုံးကိုတေကောင်းရင်အနီးမှာချထားလိုက်တယ်။ အိမ်နောက်တဲရှိမှရှိတဲ့ဝါပလက်ကလထိုင်ကလေးမှထိုင်ပြီးတော့စီပေါ်လေးကိုအရသာခံတောက်နေခဲ့တယ်။အဲဒီချိန်မှာပဲလေကွင်းလေမှာလူနှစ်ယောက်ဘွားကနေပေါ်ထွက်လာတယ်။အနီးပါမှာအခြားလေဆောင်တဲတွေမရှိတဲ့အပြင်မကူလို့အချိန်မတော်တဲ့အချိန်သွာလာနေသူတွေကတော့လူမဖြစ်နိုင်ကြောင်ကိုထုံးမြင့်သိတယ်။လူနှစ်ဦးကတော့ကိုထုံးမြင့်ရှိရာစီကိုဥတီလာကြတယ်။လူတအူးကတော့တမန်လူသားရွေဖြစ်တယ်။ကျန်လူတအူးကတော့ကိုထုံးမြင့်စီကိုလမ်းလျှောက်လာရင်းနဲ့အရဲ့ကြီးကတဖြည်းဖြည်းရှေ့လျားလာတယ်။ ဝါတပြန်အရွယ်ခန့်မှတဖြည်းဖြည်းထမ်းမိကြီးတပင်ရဲ့အမြင့်အရွယ်စာဖြစ်လာတယ်။အဲလူနှုတ်ကတော့ကိုထုံးမြင့်ချပေးထားတဲ့ထမင်းစလုံးကိုစားတော့ကြတော့တယ်။အရက်ရှိကြီးနဲ့တရေကြီးကတော့ဘလုံးကဲသို့ပိန်သွဲရှိလျားလာတဲ့လက်နဲ့နိုင်ယူကစားတော့တော့တယ်။စားတော့ပြီးတဲ့အခါတော့တာမန်အရွယ်တရေကတော့ကိုထုံးမြင့်ကိုပြုံးပြတယ်။အဲလူကတော့ဒီကိုလုံးအိုးမဲတွေတုတ်ထားတဲ့ကဲသို့ပဲနတ်မောင်နေပြီးတော့မျိုးလုံးနဲ့ပါဇက်ကလည်းအဖြူအောင်နေဖြစ်နေရောတယ်။ထမ်းမြင့်ကအရှိရှိတဲ့တရေကြီးကတော့ပလက်ကလထိုင်းပေါ်မှာထိုင်နေတဲ့ကိုထုံးမြင့်ကို လာရောက်ငုံကြည့်ပြီးတော့ပြုံးဖြားတယ်။အဲ့ဒီတည်းကြီးရဲ့ပါဇက်ထဲမှာတော့သွားနှချောင်းသာငုံငုံကလေးရှိတယ်။ကိုထုံးမီကကြောက်မဲမသိအောင်ကြောက်လန့်နေမိတယ်။အဲ့လူနှုတ်ဦးကတော့လက်ခွင်းအတွင်းကိုပြန်ဆင်းသွားချပြီးတော့ပျောက်ကွယ်သွားကြတယ်။အဲ့ညမှာထူးထူးဆန်းဆန်းပဲကိုထုံးမီတယောက်ဘာနောက်ရှက်မှမခံရတော့ဘူးလေ။ကိုထုံးမီကတော့အဲ့နောက်ပိုင်းမှာတော့အချောက်လန့်တိတ်မခံရတော့ဘူး။ဒါပေမဲ့တေးတွေကတော့အတန်ပေးတာ အနံ့ပေးရရောရှိတယ်။အဲ့ဒါကလေးကိုထုံးမီကတေးကသူ့လို့သူ့လို့တာငါလဲငါ့လို့ငါ့လို့မှာပေါ့။ အဲ့လိုဆိုပြီးတော့တိတ်အလေးနဲ့မထားဘူးလေဆွေမျိုးသားချင်းအပေါင်းအသင်းတွေကတော့ကိုထွန်းမြင့်လေထဲမှာတင်းနေပြီလားလို့နေတိုင်းလာရောက်ကြည့်ရှုကြတယ်တည့်ရမှာတော့ကိုဘောရောက်လာခဲ့တယ်ဟိတ်ကောင်ထွန်းမြင့်မင်းတကယ်ကြီးဒီမှာနေတယ်ဟုတ်လားဟုတ်တယ်လေကိုဘောအခုဆိုရင်ထူကြီးတောင်ညက်နေပြီမျိုးတွေလည်းတန်နေပြီရှေးဘက်လောက်ကျရင် ကောက်ဆက်ရတော့မယ်မင်းကတော့အာခလူပဲထွန်းမြင့်ရေငါမင်းတည့်ရ၆ခန့်ထီအောင်လို့ဆိုပြီးဒီကြောင်တမင်ပေးလိုက်တာကွမင်းကတော့ဒီမှာဟန်ကြနေပါလား ေပေါင်းမင်းတို့တရေမချဘူးလားချက်တာမှပြောမနေပါနဲ့ဗျာပုံစံမျိုးစုံတွေကိုချက်တာဟိုနေ့ကထမ်းမီလောင်ရှိတဲ့တရေကြီးကကျုပ်ကိုငုံကြည့်တာဗျာသူ့မျက်နှာကြီးကတော်တော်ဆူဆူဗျတွားကလည်းနှစ်ချောင်းပဲပါတယ်မင်းမချဘူးလားထွန်းမင်းကစိတ်ထဲကတော့ကြောက်တာပေါ့ဗျာဒါပေမဲ့တရေကသူ့အလုပ်သူ့လုပ်တာဆိုပြီးဒီလိုပဲဖြည့်တွင်းနေရတာပေါ့ကိုဘိုးကရီးပြီးတော့အေးပါလှုပ်ထားစမ်းပါမင်းလိုကောင်ကနောက်ဆိုတရေမနဲ့တွေ့ပြီးညာနေအောင်မလားမပြောတတ်ပါဘူးကွာကိုထိုးမြင်မှာ ညာရီခန်နီအချိန်တွင်ဖျားကိုကြကြနာနာရှိခိုးတော်တယ်။အစာပိုင်းရက်တွေကတော့အဲ့လိုဖျားရှိခိုးတဲ့အခါထီယန်ကိုပုတ်တာခေါမိုးပေါ်မှာတကြောင်ကြောင်နဲ့လမ်းလျှောက်နေရတွေကိုကြုံတွေ့ရတယ်။အဲ့ဒီခါတော့ကိုထိုးမြေမှာတရေတစီတွေကိုရည်စူးပြီးတော့မြစ်တာပူတာအမြအတန်ပေးဝေလိုက်တော်တယ်။သုံးရက်ခန့်ကြာတဲ့အခါတော့တရေတွေကဖျားရှိခိုးရင်မနောက်ရှက်တဲ့အပြင်တဲပေါဝါမှာနောက်ပြန်ကြည့်လာလာထိုင်နေတတ်တယ်။ကိုထိုးမြေမှာတရေတွေကိုတွေ့ရတဲ့ဟိတ်ကောင်လေးမင်းတို့ဒီမှာဘာထိုင်လုံးနေကြလဲ။ တကူလုံးမင်းနဲ့နေတဲ့တရေကြီးကတော့မင်းဖျားရှိကိုမြစ်တာပူရင်ဒိုးရီနေရတာအေးချမ်းလို့ပါကွာအဲ့ဒီတရေကြီးမှာစကားပြောတတ်တော့လေကြံတရေသုံးလေးကောင်မှာစကားမပြောတတ်ဘူးလေဦးအားအတန်တွေသာပြုတ်တက်ကြတော့လေအေးအဲ့ဒါဆိုရင်လေအေးအေးနေကွာဒါနဲ့ငါကြားမှုတာကတော့ပရလောကသားတွေဆိုတာအစင်းစင်အုတ်ချုပ်နေထိုင်ကြတဲ့ကွာမင်းတို့တွေကိုရောအုတ်ချုပ်နေရတော့မရှိဘူးလားအဲ့ဒီခါတရေကြီးမှာလေကွင်းအဆက်မှာထိမ်မီကြီးကိုလက်ညှိုးထိုးပြတော့တယ်ထိမ်မီကြီးမှာရုပ်ကစိုးရှိတယ် အင်းလူသားခက်ပြက်ပြက်ပြောကြပြီးတော့တရေရီမှာလေအတွင်းကိုပြန်ဆင်းသွားကြတယ်။ကိုထိုးမြင့်မှာတော့တဦးရဲ့နေသူဖြစ်တာကြောင့်အင်းသာဟူ၍တက်တက်မမှန်မထားဘူးလေ။အလေးသွားရင်အတွင်မြေချင်းတစ်ခုကိုတူးထားပြီးတော့အပေါ်မှာထန်းလျင်နဲ့ဖုံထားတယ်။အပေါ်ကိုတော့ကြုံရင်ကြုံတဲ့နေရာမှာတွားတက်တယ်။တညမှာတော့ကိုထိုးမြင့်တယောက်တရေနူးလာခဲ့တယ်။အပေါ်အလွန်သွားချင်လာတာကြောင့်တဲပေါ်ကဆင်းပြီးတော့တဲချင်ရင်ဘက်တနေရာမှာမတ်တရက်ကအပေါ်သွားမိတယ်။အဲ့ဒီချိန်ထူးဆန်းတဲ့မွေးရည်နဲ့တကူကနှာခေါင်းအတွင်းကိုဝင်လာခဲ့တယ်။ ကိုထုံးမြင့်အရှိမလူတယောက်ဘွားကနေပေါ်လာပြီးတော့ကိုထုံးမြင့်မှာထိလန့်သွားမိတယ်။ပေါ်လာတဲ့သူကတော့ယောက်ျားမဟုတ်ပဲမိန်းမဖြစ်နေတယ်။အစိမ်းရဝန်ဆက်ကိုဝစ်ဆင်ထားပြီးတော့နတ်မောင်တန်ဆွမ်းနဲ့စပင်းရှိကြီးမှလည်းချီပနောင်အနီးကိုဝဲကြနေတော့တယ်။အဲ့ဒီမိန်းမရဲ့ကိုခန္ဓာကတော့လာရောင်ကဲ့သို့အယောင်လေးဝင်းလန့်နေပြန်တယ်။အဲ့ဒီမိန်းမရဲ့ရုပ်ရည်ကတော့ထိုခေတ်ကခေတ်စားနေတဲ့ရုပ်ရှင်မင်းသမီးတွေဖြစ်ကြတဲ့ထက်ထမိုးဦးတို့နန္နာလိုင်းတို့နဲ့နိုင်ချွေမြရလာအောင်ချုံမောလာတယ်။ကိုထုံးမြင့်မှာမင်းမင်းဘယ်သူလဲ ရှင့်ကိုကြုတ်လာတတိပေးတာကျုပ်ကထိမ်းမင်းမာနေရဲ့ယောဂဆိုးပဲယောဂဆိုးဆိုတာယောက်ျားတွေပဲရှိရလို့သိခဲ့တာပါခမရမိမဖြစ်နေပါလားအပေါ်ကြီးပြောမနေပါနဲ့ဒီလယ်နဲ့ဒီကွင်းကိုကျုပ်ပိုင်နေကျုပ်ပိုင်တဲ့နေမြေမှာအပေါ်လေးကိုစီးမရှိကမ်းမရှိပဲသွားတာမကြိုက်ဘူးအရင်လူတွေဒီလိုလုပ်လို့မောင်းထုတ်ခဲ့တာများပြီရှင်ကကျုပ်ရဲ့လက်အောင်ငယ်သားတွေနဲ့တီကျွမ်းနေတဲ့အတွက်ရှင့်ကိုတတိလာပေးတာနောက်တစ်ခါကျုပ်လို့ရင်တော့ရှင့်ကျုပ်ချောင်းသိမယ်နေပါဦးဗျာဒါဆိုကျုပ်ကဘယ်နေရာမှာအပေါ်လေးသွားရမှာလဲဗျာ ရှင်တွင်းထူးထားတဲ့နေရာအဲ့နေရာမှာပဲသွားပါအဲ့နေရာကိုတော့ခွင့်ပြုတယ်ဒါပေမဲ့အနက်လုံအောင်လို့ရှင်တို့ရဲ့မစင်အနက်တွေကတိတ်နန်းစော်လုံးနေဟုတ်ကဲ့လုပ်ပါမယ်ဗျာလုပ်ပါမယ်ကိုထုံးမြင့်ဂရီပေးပြီးတဲ့အခါတော့အဲ့ဒီရုပ်ကစိုးမှာပျောက်ကွယ်သွားတော့တယ်နောက်တနေ့မှာတော့ကိုထုံးမြင့်ကအဲ့ဒီနေရာမှာကျင်းနေနဲ့တူပြီးတော့အင်းသားတစ်ခုကိုလည်းလုံလုံကျုံကျုံခိုင်ခိုင်ခန့်ခန့်တိဆောက်လိုက်ရတော့တယ်ရခင်ကလို့တွေးကြရနေရအပေါ်မသွားတော့ဘဲနဲ့အင်းသားကိုပြေးပြီးအပေါ်သွားရတော့တယ်မျိုးပင်နေတန်လာတဲ့အခါတော့ကောက်ဆိုင်ရံပြင်ဆင်ရတယ် ကိုထုံးမီကတော့ကောက်ဆိုင်သမားကလေးတွေကိုငားရင်ထားတယ်။ကောက်ဆိုင်သမားတွေကတော့တက်မတဲ့ခင်းလုံးကောက်ဆိုင်ပြီးထမင်းစားတောက်ပြီးတဲ့အချိန်မှာတော့ဒီကိုယ်လုံးကိုယ့်ဖေကလူလူနေကြတယ်။ကိုထုံးမီမှာပြပြသလဲနဲ့ဟာမင်းတို့ဘာဖြစ်ကြရလဲ။ရားတယ်ဂွေရသီးကင်မိတယ်လို့ရားတာပြော့။ဟာမဟုတ်တာပဲဟာ။ဒီနားမှာဂွေရသီးမှမရှိတာ။ကိုထုံးမီခေါင်းကုပ်နေရပြီးကောက်ဆိုင်သမား6ယောက်ကတော့ရားလုံးနာကြောင့်ကိုယ့်ဖေနေရပြီးတော့ဒီကိုယ်လုံးမှလည်းအင်းပြင်းလိုမျိုးအနီအောင်ဖုပိတ်နေထွက်ပေါ်လာတော့တယ်။မမှန်ပြောစမ်း နင်တို့တခုခုအမားလုပ်ထားတာရှိတယ်မဟုတ်လားကျုပ်တို့ကဘာမှလုပ်ရမှာလဲတော့နင်တို့အပေါ်လေးတွေသွားကြသေးတယ်မဟုတ်လားအပေါ်အပားလောက်ကတော့ကောက်ဆိုင်ရင်ကတိဆက်မှာသွားလိုက်တာပဲကိုထွန်းမြင့်ဟာပြဿနာတော့တက်ပြီဟေကိုထွန်းမြင့်မထိမီကြီးစီကိုပြေးလာခဲ့တယ်ထိမီမနေတဲ့ရုပ်ကစုံမကြီးခမသူတို့မသိလို့လုံးမိတာဘွေးမြူပါနဲ့နောက်နောက်ဒီလိုမဖြစ်စေရပါဘူးလို့ကျုပ်အမခင်ပါတယ်သူတို့ခွတ်လို့ပေးပါကိုထွန်းမြင့်ပြောဆိုပြီးတဲ့အချိန်မှာတော့ ောက်ဆိုင်သမားတွေကမရရင်ကြတော့ဘူးလေနောက်ဆိုရင်ငားလေလေးကိုလိုက်တွိကရနေရအပေါ်လေးမသွားနဲ့ဟာသွားချင်ရင်တင်းနောက်ဘက်ကအင်းသားဟိုဘဲသွားဟုတ်ပြီလားဒီမေရမြေချမ်းနေရဟာမသိပါဘူးကိုထွန်းမြင့်ရေတူတူတော့အဲ့ဒီလိုပဲသွားနေကြပါအေးဒီလေကတခြားလေနဲ့မတူဘူးဟာဒီလေကလေကန်းကြီးဟာလေကန်းကြီးနင်တို့တည်သွားမယ်ဗာမဲ့လေကောက်ဆိုင်သမားလေးတွေကတော့ချောက်လန့်သွားကြတယ်အဲ့ဒီချိန်ကစပြီးတော့ကိုထွန်းမြင့်လေထဲမှာမဟုတ်တာမလုပ်ရဲတော့ကိုထွန်းမြင့်မှလည်းလေလေးလာရောက်ကြသူတွေကို အဲ့ဒီအကြောင်းတွေကိုပြောပြကခြောက်လန့်ထားရတယ်။စပားပေါ်တဲ့ချိန်ပဲကိုထွန်းမြင့်စပားခင်းကတော့အထွက်တိုးလာတော့တယ်။ဥပိုတောင်းကတော့မြေရိုင်းဖြစ်တာကြောင့်မြေစီတက်ကအထွက်တိုးရတယ်လို့ပြောတယ်။စပားထွက်ချိန်မှာတော့ကျွက်စာကလေးတွေကဲ့သို့စပားဖြတ်တဲ့အကောင်တွေကြောက်ကြတယ်။ကိုထွန်းမြင့်အခင်မှာတော့ကျက်တကောင်းများမရှိဘူး။စာကလေးတွေကလည်းကွင်းပေါ်မှာဖြတ်ပြီးမပြန့်တန်းကြဘူးလေ။ဒါကလည်းပရလောကသားတွေရဲ့အကူအညီကြောင့်ဖြစ်မယ်လို့ထင်ရတယ်။ရုပ်ကစိုးမနဲ့ကိုထွန်းမြင့်ကတော့ပုံမှုခင်မင်လာတယ်။ကိုထွန်းမြင့်ကတော့ထိမင်းကြီးအောင်မှာစီမီးထုံးတာ အမွေးနဲ့သာတိုင်းတွေထိုးညီတာလက်ဖက်ကွန်းရာတွေကိုကြုံရင်ကြုံတယ်လို့တင်းမြောက်လိရှိတယ်။စပားရိတ်သိမ်းပြီးတဲ့အချိန်မှာတော့ကိုထုံးမြင့်ထံကိုရုပ်ပစိုးမှရောက်လာတယ်။ရှင်းရစပားသာပေါ်တယ်အလူတန်းလေးပါလိမလို့ဘူး။ဟာစပားကခုမှပေါ်တာဟာပထမဆုံးရာသီဆိုတော့ငွေကဒီတော့မမြတ်သေးဘူး။စိုက်ဖို့ပြို့ဖို့ခြေထားပြုထားတဲ့ငွေတွေကလည်းပြန်ဆက်ရအောင်မယ်လေ။အလူပေးဖို့အထီးလောက်တော့တထဲပတ်ဆက်မရှိသေးဘူးဟာ။ဒါဖြင့်ကြုတ်ပေးမယ်ယူမလား။နင်ကဘာပေးမှလဲ။ရွှေဥတွေပါလိမြုပ်ထားတာရှိလို့လား။ တခြားတော့မဟုတ်ပါဘူးခြေကနေပြီးမယ်ရှင်ပေါအောင်သာထိုးပေါ့ရင်အလူလို့ပေါ့အေးဒါဆိုရင်လည်းပြီးဟာရုပ်ကစိုးမမကိုထုံးမြင့်ကိုကနန်းသုံးလုံးယူပြတယ်ကိုထုံးမြင့်ကလည်းအဲ့ဒီကနန်းကိုအတိအချမှတ်သားထားလိုက်တယ်စပားပေါ်ပြီးတဲ့အချိန်မှာကိုထုံးမြင့်ကတော့ရွာထဲမှာပြန်နေထိုင်နေသုံးလုံးထီချဲထွက်ဖို့ရက်ကလေးနီးကလာပြီလေတရက်မှာတော့ဖုန်ကြီးเจ้าကိုစွန့်ချိုက်သွားဖို့ရင်းနဲ့ရွာသားတွေနဲ့စကားလက်ဆုံကြတယ်စကားပြောရင်ချဲเจ้าနေရောက်သွားရင်ထုံးမြင့်ရေမင်းရောပါကနေကြားထားသေးလေကွာ ကိုထုံးမီကတော့ရုပ်ကစိုးပိထားရဲ့ကနန်းကိုပြောချလိုက်တော့တယ်။မိမိကလည်းအဲ့ဒီကနန်းကိုကြည်ကြည်ကြီးနဲ့ထိုးလိုက်နေရောတယ်။ချက်ထွက်လာတဲ့အခါတော့ကနန်းသုံးလုံးကတက်တက်စီအောင်လွှဲသွားတယ်။ကိုထုံးမီတယောက်ဒေါသထွက်ထွက်နဲ့လေလေးကိုဆင်းလာခဲ့တယ်။ထိမ်မင်းအောက်ကိုရောက်တော့ရုပ်ကစိုးမကိုရမ်းသွားတွေ့တယ်။ကနန်းရှေ့ကိုပဲပေးရလေ။တခြားသူတွေကိုပေးတာမှမဟုတ်တာ။ဒါဖြစ်ရင်ငါသူများတွေကိုရှောက်ပြောလို့မပေါက်တာပေါ့ဟုတ်လား။ကန်ဆက်တဲ့လူအချင်းချင်းမှရတာရှင့်။ရှင်ကလူတကာကိုပြောလိုက်တော့လူနဲ့ရှင်းလို့ကံမျိုးရှိတာမှမဟုတ်ပဲ။ အေးဟာငါသိပြီဒီတစ်ခါငါဘသူကိုမှမပြောတော့ဘူးရုပ်ကစိုးမမကိုထုံးမြင့်ကိုကနန်းသုံးလုံးပြောပြန်နေကိုထုံးမြင့်ကတခါသေးဘူးပြေမိုးနားလေဆိုတဲ့ကဲတော့မှတ်သွားတာကြောင့်ဘသူကိုမှမပြောတော့ဘူးအဲ့ဒီတိုင်အောင်ရွာထဲမှာလူတွေကလည်းကိုထုံးမြင့်ကိုဝမ်းမှုလောင်ပြောင်နေကြသေးတယ်ရုပ်ကစိုးပြီးတဲ့ကနန်းကထွက်မလာတာကြောင့်တိရွာလုံးချေးဖို့အတော်ရှုံးသွားတယ်ကိုထုံးမြင့်ကတော့ရုပ်ကစိုးမပြီးတဲ့ကနန်းကိုငွေ3000ကိုထိုးလိုက်တယ်အေကေက3000ဆိုတဲ့ငွေပမာဏကတိတ်နေတာတော့မဟုတ်လာဘူးလေ ခြေကနေထွက်တဲ့အခါတော့အဲ့ဒီကနန်းထွက်လာတယ်။ကနန်းသုံးလုံးကတော့ယုကဇုံးမပြောတဲ့အတိုင်းအစင်းလိုက်ပေးလေ။ကိုထုံးမင်းတယောက်ရောကျင်းဝင်ရရရှိပြီးတော့တထင်းမှာငွေများများဆဆာကင်ပြီးလာတယ်။အဲ့ဒီခါယုကဇုံးမပြောတဲ့အတိုင်းအလူတန်းလုပ်တယ်။လေကွင်းထဲမှာလူတွေကလည်းအမြပေးဝေးတယ်။လေကန်းကြီးကိုဝယ်ယူလိုက်ပြီးတော့လေကန်းကြီးနဲ့ပေးရမြေရိုင်းတွေကိုလည်းဝယ်ယူလိုက်နိုင်တယ်။ဒါပေမဲ့ယုကဇုံးမနဲ့တရေတွေကတော့မချွတ်လွတ်ကြဘူး။ကုသိုလ်ကောင်းမှုတော့ရရှိသွားကြဟန်တူတယ်။တရက်မှာတော့ရွာထဲမိသွေးဖုတ်တဲ့လူတစုက ထိမ်မင်းကြီးကိုခုတ်လိုက်ကောင်မိတွေ့ဖုံးလိုက်ကြတယ်။ကိုထွန်းမင်းကရွာမှပြန်နေရကြောင်းအဲ့ဒီအဖြစ်ကိုမသိလိုက်ဘူးလေ။ညနေရောက်တဲ့အခါတော့အိမ်မော်ကိုရုပ်ကစိုးမှတက်လာပြန်တယ်။ရုပ်ကစိုးမှမျက်လုံးတွေကမီးဝင်းဝင်းတောက်နေသလိုဝင်းလက်နေရော်တယ်။မင်းမင်းရင်ကိုဘာလာလုပ်တာလဲ။ငါ့အပင်ကိုမိတွေ့ဖုတ်တဲ့သူတွေတဲသွားကြပြီ။ဒါကြောင့်ငါရွာတော့ရှင့်ကိုခွင်တောင်းပြီးရွာထဲဝင်လာခဲ့တာ။ငါ့အပင်ကိုလဲသွားတဲ့လူတွေအကုန်လုံးအတိဆုံးနဲ့တီအောင်ငါလုပ်ဖြစ်မယ်။မိတွေ့ဖုတ်တဲ့သူတွေကတော့ကိုထွန်းမင်းတို့နဲ့ဆွေမျိုးမကင်းတော်သူတွေပဲဖြစ်တယ်။ ဟာမလုပ်ပါနဲ့ဟာသူတို့မှလည်းသားမယားရိနေပါဟာကျုပ်ပင်ကိုဒင်းလို့လဲသွားတာပဲကျုပ်မှနေစရာမှမရှိတော့တာဒါဆိုငါနေစရာပြန်ပေးမယ်နေချင်တယ်မလားရုပ်ကစိုးမှနှုတ်ဆက်နေရောတယ်ဒီလိုလုပ်ပါလေကန်းကြီးရဲ့မြောက်ဘက်ကတောအုပ်ထဲမှာနန်းနေပင်ကြီးတပင်ရှိတယ်အခုငါအဲ့ဒီတောကိုဝင်လိုက်ပြီဆိုတော့အဲ့ဒီအပင်ကြီးအကုန်လုံးကငါအပင်တွေပဲအဲ့ဒီအုံနေပင်ကြီးမှနင်းနေပါမြို့ငါခွင့်ပြုတယ်ရုပ်ကစိုးမှတောက်တစ်ချက်ခောင်းရင်းနဲ့အိမ်ပေါ်မှပြန်ဆင်းသွားတယ်ဒါပေမဲ့လည်းနောက်တနေ့မှတော့ မိတိဖုတ်တဲ့လူတွေကိုရင်ဖြစ်ကအချင်းချင်းစကားများကြောင်းတယောက်နဲ့တယောက်ရိုက်နေကြတော့တယ်။ဒါပေမဲ့တီလောက်တဲ့တံရတွေမရသွားကြတာကိုပဲတက်တာတွေလူတွေ့မိတယ်။အဲဒီချိန်ကစပြီးတော့ရုပ်ကစုံမကောင်နန်းနေပင်ကြီးမှာနေထိုင်တော့တယ်။ကိုထုံးမီကတော့တစ်ပင်တွေခုတ်ပြီးလက်မြေတွေကိုချဲ့ထွင်းနေ။အုံနေပင်ကြီးနဲ့အနီးပါကအပင်တွေကိုတော့ကွက်ကွက်ကလေးခြံထားခဲ့တယ်။အခုအချိန်ထိတော့ကိုထုံးမီလက်ကွက်ကိုရွာသားတွေကလေကန်းကြီးလို့ခေါ်ဆိုနေကြသေးပါ။ဒါပေမဲ့အဲ့လေတွေမှာမကန်းတော့တဲ့အပြင် စပားရာဒီရောက်တိုင်းရှိုးဝါရောင်စပားပင်တွေကတော့ရင်းနှွေးရည်နီလီပါတော့တယ်ပြိတ္တများရှင်စာရေးသူအခဆော်ရေးသားထားတယ်လေကန်းကြီးဆိုတဲ့ဇလန်လီကတော့ဒီမှာနေပြီးဆုံးသွားပါပြီနားဆင်အားပေးကြတဲ့ပြိတ္တတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်